โอเคအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီကျွန်တော် description မှာပြောပြတဲ့အတိုင်းပဲအဲ့တော့ B2B scam ပေါ့နော်ဖြစ်သွားတဲ့ကိစ္စလေးတစ်ခုကိုအဲကျွန်တော်ရှင်းပြချင်တာပါနော်အဲကျွန်တော်မကား script တွေပါရေးရေးရထားမှရှိရကျွန်တော်ဒီတိုင်းပဲလက်တန်းပြောတာဆိုတော့နည်းနည်းဟိုရောက်တူရဖြစ်သွားရင်တစ်ချက်လောက်နဲ့တိကျပြီပေါ့နော်โอเคပထမဆုံးဖြစ်တာကတော့ကျွန်တော်ဒါနည်းနည်းတော့ကြားသွားပြီပေါ့နော်ခုမှပဲဒါ video တင်ပြတာပေါ့ အာဖြစ်တာကတော့ကျွန်တော်12လပိုင်းလောက်မှာကျွန်တော် B2B ရောင်းလိုက်တော့เนาะအဲ US ဒေါ်လာရောင်းတယ်မြန်မာငွေယူလိုက်တယ်ပေါ့အဲ GP နဲ့ပဲကျွန်တော်ရောင်းလိုက်တယ်ပေါ့เนาะအဲကျွန်တော်တို့တပ်ပါတီကိုပြောလို့ပြောနေကြတာပေါ့เนาะတပ်ပါတီလက်ခံလို့မရဘူးဘာညာတပ်ပါတီမဟုတ်ဘူးဘာညာရွေးနေကျွန်တော်နည်းနည်းလေးတော့ခက်ခဲရှိရပဲเนาะအဲဒါကြောင့်ကျွန်တော်ဒီတိုင်းပဲရောင်းလိုက်တယ်အဲရောင်းလိုက်တယ်ပေါ့တပ်ပါတီတော့မဟုတ်တော့ဘူးထင်တယ်เนาะဒါရောင်းလိုက်တယ် တော့ကြာသွားပြီဗျာကျွန်တော်ချက်ချင်းကျွန်တော်အပစံဟိုထုတ်လိုက်တာမျိုးတော့မရှိဘူးပေါ့နော်အဲအဲ့ဒါပြင်လက်တခြားရက် transaction လေးလုပ်တယ်အဝင်လေးလည်းရှိရအထွက်လေးလည်းရှိရသူ့နောက်မှလည်းကျွန်တော်ဗီဒီယိုကြီးလှုပ်တယ်နော်အဲ့လိုနဲ့ကြာသွားတဲ့အချိန်တလာပိုင်းလောက်တဲ့အချိန်မှာကျွန်တော်ဟိုဒီ KBZ bank ကနေဖုန်းဆက်လာတယ်ပေါ့နော်အဲအဲ့ဒါဆို sorry sorry KBZ ကမဆက်သေးဘူးကျွန်တော်တုံးတယ်ကျွန်တော်အကောင့်ကိုကျွန်တော်ဆိုင်မှာဒါတုံးတဲ့အချိန်မှာမရတော့ဘူးပေါ့နော်အပိတ်ခံလိုက်ရတယ်ပေါ့ အပိတ်ခံလိုက်ရတော့ကျွန်တော်ဘာကြောင့်ပိတ်တယ်လဲဆိုတော့ကျွန်တော်ဘန်ကိုလှမ်းပြီးဆက်သွဲတော့ဗောနော်အဲ့နောက်ဘက်မှာကျွန်တော်တခြား transition လည်းအများကြီးလုပ်ထားတယ်ဆိုတော့ကျွန်တော်သိမှတ်မိတော့ဒါပေမဲ့သူတို့ဘက်ကဟုတ်ပြီပြန်လဲဆေးဆေးပေးမယ်ဆိုပြီးကျွန်တော်ဟိုအဲဖုန်းပြန်ဆက်တယ်ဖုန်းပြန်ဆက်တော့ဒီဒီရဲ့ဒီက12လပိုင်းမှာလွှဲထားတာဒီဘာကြောင့်လဲဆိုတော့အဲ့တော့တလားလောက်ကွာတဲ့ဟာတကူဗောနော်အဲ့ဒီဟာတကူကျွန်တော်ဒီ transition ကြောင့်ဒါပိတ်ခံတာအဲ့ transition ကတိုင်ထားတယ်ပေါ့ဗျာနော် โอเคအဲ့ဒါကိုဘောနော်ဘလို့ဒီ transition ကဘာလုပ်တဲ့ transition လဲလို့ကျွန်တော်မေးပြီးတော့ကျွန်တော်ကလည်းတရားရေးဒါတော့နော်ဒီအဲ crypto လုပ်လို့ရတာ B2B အောင်လို့ရတဲ့ပတ်စံမှာဆိုကျွန်တော်တော့ပြောလို့မရအောင်လေနော်မြန်မာနိုင်ငံမှာ crypto က legal မဖြစ်သေးတဲ့အခါကျတော့ကျွန်တော်တော့ပြောလို့မရတော့အာဘလို့လဲပေါ့ကျွန်တော်က online အဲ online shopping လုပ်တယ်ပေါ့ဗျာနော်ကျွန်တော်တော့ပြောပြောလိုက်တယ်ပေါ့နော် ပြောတော့ okay အဲ့ဒါဆိုတော့ဟုတ်ပြီဟုတ်ပြီပေါ့နောက်ကျွန်တော်နောက်ထပ်နေတပတ်လောက်တပတ်လောက်ကြာနေတယ်အဲ့တော့ပြန်ပြီးဆက်သွယ်လာတယ်အကိုကြီးအကိုအကောင်ဖွင့်နေလို့ရှင်အဲ့ဒီလုတ်ခဲ့တဲ့ transition အမောင်းကျွန်တော်ပြန်ပေးရမယ်ပေါ့တိုင်ထားတဲ့လူကအမောင်းကိုပြန်ပေးရင်ပေးမပေးရင်ကျွန်တော်တရားစွဲမယ်ကလာရှင်းပါဆိုပြီးတော့ကျွန်တော်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီပစံကကျွန်တော်လည်းလိန်တာမဟုတ်နော်ကျွန်တော်ဒီ rest ပြေးပြီးတော့ USD ပေးပြီးတော့ကျွန်တော်က MMG ပြင်ထားတာလीဆိုကျွန်တော်ကဒါကြီးอ่ะဟိုဘယ်လိုပြောမလဲတရားရုံသွားရှင်းလို့ရတဲ့ကိစ္စလည်းမဟုတ်မဟုတ်တော့ကျွန်တော်ကလုတ်တဲ့လူကချက်ချင်းလုတ်တာလည်းမဟုတ်ဘူးဗျာတော့တလားလောက်ကြာမှအဲဒါကြီးဒီဒီလိုဒီလိုဆိုပြီးတော့ဒီ transition ညောင်းဆိုပြီးတော့ကျွန်တော်အထက်မှာရှိတဲ့ပတ်စံတွေအကုန်လုံး freeze လိုက်တာဗျာ freeze လိုက်တယ်ဒါပေမဲ့အဲ့ဒီ amount ကိုသူတို့ပြန်ပေးမယ်ဆိုရင်တော့ ဖရီစတောက်ဖြီးပေးမယ်လို့ပြောတာဆိုတော့ဒီဟာကဘလူးစကန်မျိုးလေးပေါ့နော်ရေပောင်းများစွာကြာပြီးကမှအချက်ချင်းတိုင်တာလည်းမဟုတ်နော်ဒါကကျွန်တော်ကဒါကေဘက်ကလည်းမပြောလို့ပါဘူးအဲလာပောင်းများစွာတော့တလားပေါ့အလောင်းများစွာတော့မဟုတ်ပါဘူးတလားကြွကြွလောက်ကြာပြီးကမှ fresh တယ်ဒီလိုမျိုးကျွန်တော်လိုမျိုးခံရတဲ့လူတွေရောဘယ်လောက်ရှိပြီလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့တခုတတိထားဖို့ကကျွန်တော် တော့တုံးရတာနည်းနည်းအခက်ခဲဖြစ်သွားတယ်ပေါ့နောက်ဆုံးမှာကျွန်တော်အဲ့ဒီပစံကိုအဲဟုတ်ပြီကျွန်တော်ကလုံးလည်းလာမရှင်းနိုင်ဘူးအဲ့ဒီပစံကို ကျွန်တော်တကနှုတ်သွားလိုက်ပြောတဲ့အခါကျနှုတ်သွားတယ်ပြီးကျွန်တော်အကုန်ပြန်ပွင့်သွားတယ်ဆိုတော့အဲ့လိုမျိုးလို့လို့လွဲသလားဆိုတော့ရှင်ကျွန်တော်တို့ဒီ banking တွေကိုတုံးနေရတာကကျွန်တော်တို့ safe ဖြစ်လာဆိုတာလေးကိုအဲတစ်ချက်တော့အကုန်လုံး တတိထားဖို့အတွက်ကျွန်တော်ရဲ့ဖြစ်စဉ်လေးကိုကျွန်တော်ကပြောပြတာပါဒီကျွန်တော်ဖြစ်စဉ်မှာကျွန်တော်မှားတာတွေလည်းအများကြီးရှိနေပါတယ်ကျွန်တော်လက်ဟာမှုတွေလည်းအများကြီးရှိနေပါတယ်အဲဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးစဉ်းစားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပြီးတော့ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်မေးတဲ့လူတွေလည်းရှိလို့ပါကျွန်တော်ဒီပြန်ပြောပေးမယ်ဗီဒီယိုလေးတင်ပေးမယ်ဆိုပြီးတော့ပြောထားတာလေးရှိလို့ပါနော်ဟုတ်ကဲ့ပြီ ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနော်